တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025နိုဝင်ဘာလ22ရက်နေ့နေ့နိုဝင်ဘာ30တွင်တည်ရှိနေတဲ့ကာလဟာထူးခြားသောကံပြောင်းလဲနေတွေ့တဲ့မှုအနှစ်သာရကိုရမယ်ခရီးကံကောင်းမယ်လူမျိုးပဲချိုးပင်မယ်အမေဖွားတို့ကြမ်းမရေးချူကြမယ်ခြံကားခန့်ကိစ္စပြောင်းလဲမှုတွေကျွဲဆောင်ရွက်ဆင်ပြေနိုင်တယ်မထင်မှတ်ပဲသွားလိုက်တဲ့ခီးရကိုအတွက်ချိုးပင်မယ်ရပိုင်ခွင့်နေလက်ဝဲပြန်လဲတောင်းဆိုရရှိခြင်းနဲ့ ကောင်းသောခံချက်မှဆင့်ဆင့်ဖြစ်ပေါ်ခြင်းကိုကြောင်းမယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနီယနေမှာ ရံများမယ်တိုက်ခံများမယ်မတော်တဆအညီကိုလည်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်ပါတယ်။အဓိက အနောက်ရက်ကုတ်တီသွားစရာနေရှိတဲ့တဲ့နေတနိုင်ခွဲနေညနေ3နိုင်အတွင်းအသွာလာနေထိုင်ကိုတော့အထူးပြုကျူးဆက်ရမယ်နေထားရှိတယ်။23ရက်နေ့မှာတော့ရံအလုံးကိုကြော်ပြီးတော့ကောင်းချင်းကံကြမ္မာရဲ့အနေထားကောင်းကိုကြုံတဲ့ငွေကြီးခံကောင်းချင်းလက်ဖွင့်ခြင်းကိုကြုံမယ်။22ရက်နေ့မှာ ထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်။အဲဒီမှာအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းကိုလည်းပြန်လည်ရရှိမယ်။အဲဒီမှာကောင်းစီကောင်းချောပြည့်ရင်ထူးခြားသောကံကောင်းခြင်းနဲ့အကြီးအကဲဖြစ်ထွန်းခြင်းနေရာအနေထားကိုရမယ်လို့ဆိုလို့ရှိတယ်။နှစ်ဆက်သုံးရက်နေ့မှာယံပฏิပက္ခတွေကို ဖြည့်ဆည်းနိုင်မယ်။အတိုက်ခံကြမှာတိုးတက်မယ်။၂၄ရက်နေ့မှာ ရန်တိုက်ခံနေများတယ်အနောက်ဆက်တွေရှိတယ်အဲ့ဒီမှာကောင်းစေးကောင်းလျှော်ပြုတ်ရဲဖုံးကန်ကြီးတယ်ထူကြတဲ့ခံကောင်းခြင်းကိုလည်းကြုံမယ်25ရက်နေ့ကတော့ရည်မှန်းချက်အောင်မြင်ခြင်းခံကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်အဲ့ဒီမှာကောင်းစေးကောင်းလျှော်ပြုတ်ရဲလည်းထူကြတဲ့ခံကောင်းခြင်းကိုရနိုင်တယ်26ရက်နေ့မှာရပိုင်ခွင့်ပြင်ရမယ် ယတ္တနာတွေပြန်လဲစတင်နိုင်တယ်တဏ္ဍသိတိနှက်ကဆန်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့မှာလဲတဏ္ဍသိတိနှက်ကဆန်းရှင်ပြီးတုတ်တက်တဲ့အပြင်လက်ပွင့်ကံပွင့်ခြင်းနဲ့အရာရာဆင်ပြေခြင်းတွေကိုထင်ရှားစွာတွေ့ရတယ်ဒီရက်ဒီမှာကိုလုတ်တဲ့ကိန်းတဲ့ကိစ္စတွေအောင်မြင်မယ်28ရက်နေ့မှာအလုတ်စည်းပွားတိုးတက်ခြင်းနဲ့ရှင်ပြန်မှုအောင်မြင်ခြင်းကိုရနိုင်တယ်။ကောင်းစေမင်္ဂလာရက်ကောင်းမြတ်မြတ်လည်းဖြစ်တယ် 29ရက်နေ့မှာရံပတိဘက်ကရင်နဲ့ထိတဲ့တွေ့မယ်အတိုက်ခံကြုံပြီးမှအသူရှိရပြည့်စုံမယ်30ရက်နေ့ကတော့စေရေးချမ်းသာခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းမှုတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေတနေ့လမွေးသူတွေထုတ်ခတ်ပေးတတ်တယ်နေ့ခွန်ကိုကနန်းတွေကို အကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ် အစေးရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်ဝိဆင်သွန်ဆွဲနိုင်ပါတယ်အဖြူရောင်ပန်းမွေးတို့ကိုဘုရားပူဇော်ပြီးလောရာဆုတောင်းမှာဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်